မြမယဉ်ကျေးမှုထုံလန်းစင်နာရီဟာခေစနစ်နဲ့အညီစနစ်တကျဖွံ့ဖြိုးတိုးတက်ရမယ်အစားစီးပြက်ကမ်းပြက်ဗယံပဓာနဲ့စိတ်ထင်ရလို့တဲ့အချီနေမျိုးတွေကြောင့်ယဉ်ကျေးမှုအစင်လာကြီးတည့်ရဖြစ်တဲ့ဘုံခရင်ပွဲတော်ဟာနိုင်ငံသား DJ တန်တချင်းနေအောက်မှာ ကျင့်ဝင်မဲ့စွာရုပ်ပြက်စင်ပြက်ဖြစ်နေရပါတယ်။ဒါတူတစောင်းတိုင်းပွဲတော်ကိုကျင်းပတဲ့နေရာမှာ stage show တွေဖြော်ပြီးပွဲတွေလှုပ်ကြတယ်။အဲ့ဒီမှာ J Fire တို့မနေ့ကပါ win ဆိုတာပါလား။ကွန်တုံးတွေဝေတယ်ဆိုတဲ့ကိစ္စတွေနဲ့ပြဿနာတွေတက်ကြတယ်။ J Fire ကလည်းကိုကိုကိုစောင့်ရှောက်ကြဆိုပြီးတော့ပြောကြဆိုကြပါဗျာ။ဒီတစောင်းညီမလူငယ်တူးနဲ့ညီမအနာဂတ်ထိသက်ဆိုင် ဘာသတင်းလဲကိုမြတ်ကျော်ပေဆောက်ချိန်ကြံ့ခံရေးပါတီကအမတ်ပေဆောက်ချိန်ဆိုတဲ့ကောင်ကိုတေးအစိုးရကတေတံချမှတ်လိုက်ပါတယ်မိသားစုဝင်16ဦးတေတံနဲ့ဆိုင်ငံ့တေတံနဲ့ချမှတ်လိုက်ပါတယ်အဲ့တော့ကိုကံရဲ့ပြည်သူစစ်အဖွဲ့ဝင်ပြန်နှံဝင်အရာရှိဖက်စစ်တက်မင်းအောင်လိုင်းရဲ့ပြန်နှံဝင်အရာရှိဘုံမူကြီး ဘယ်လျှောက်ချိန်မြေလျှောက်ချမ်းစတဲ့သူတွေကိုဒီကနေ့ပေရန်ချမ်းမလိုက်ပါတယ်လို့တရုတ်တရင်ဌာနကထုတ်ပြန်ပါတယ်အဲ့တော့ပယ်ဆောက်ချင်းရဲ့ကိုကန်စီးပွားရေးအင်ပါရာဟာကိုကန်ဒေတာမှာအဆောက်အုံ50ခုစောက်ခဲ့တယ်တယ်လီကွန်းလိန်လယ်မှုလောင်းကစားရုံရွေချက်ရှိရှိလူတက်မှုပြည်တစားလုပ်ငန်းတွေလူကုန်ကူးတာတွေအတင်းအဓမ္မစေခိုင်းတာတွေဒါတွေပါဝင်တယ်လို့ feather and fat me မူရီစီဝါစက်တတန်ထုတ်လို့တူလောင်သားတယ်ပေစောက်ချိန်မိသားစု လိန်လေခဲ့တဲ့ငွေဟာတရုတ်ယွန်29ဘီလီယံအမေရိကန်ဒေါ်လာ4ဘီလီယံလောက်ရှိတယ်အဲ့တော့ပေစောက်ချိန်ကဘလို့កောင်မျိုးလဲဆိုတော့ចန့်ခံရေးအမတ်ပါနောက်တစ်ခုကကြာပြတ်နေနေရဲ့အတွက်ဖန်ရန်ထုတ်ခံထားတဲ့အစိုးစီရင်သွားတဲ့မြေချောက်ချမ်းရဲ့သားမြေကော်ချမ်းနဲ့မြေဖြစ်သူကိုလည်း ေတံချမှတ်လိုက်ပါတယ်ဆိုတော့ပေဆောက်ချိန်တို့အုပ်စုတစုလုံးကိုတေတံချမှတ်ပြီးတကာလဒုတိယမြောက်ဟာမင်းအောင်လိုင်လားစောချစ်သူလားဆိုတာကိုတော့ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းလာပါတယ်တရုတ်ဟာ online လောင်းစားလိမ်လံမှုတွေကိုကိုးကန့်နေကရင်ဒေတာတွေမှာ Thai American တရုတ်ဗျာအစရှိတယ်ပူးတွဲနေနေမှုတွေလုတ်ပြီးတော့ GG ပတ်ကြားဖြန့်ကြီးကိုကြားဖြန့်ယုံကြီးကို လူမြင်ကောင်းအောင်ဖြိုချနေပြီမဲ့ရွှေကုတ်ကိုနဲ့မြောက်ပြည်မြို့ထဲမှာတော့ကြားဖြန့်လောင်းကစားကြုံတွေကအကြီးအကျယ်ရှိနေတယ်လို့ရန်ကုန်မှာလိုင်တရာက FMI CD တွေမှာကြားဖြန့်လောင်းကစားလုပ်တဲ့လူတွေအများအပြားရောက်ရှိနေတယ်လမ်းမတော်မြို့နယ်ဒဲမှာကြားဖြန့်လောင်းစားလုပ်သူတွေတိတ်ဆိတ်ခိုအောင်နေလမ်းမတော်မြို့နယ်မှာမှဘယ်နေရာမျိုးများအတိတ်ကနေထိုင်လဲဆိုတော့ဧည့်သည်တရုတ်တွေဟာ တန်စီအဲတန်စီအရှိဆေးဦးကြီးရဲ့ဟိုပါဆေးဦးကြီးရဲ့ဒီဘေးချင်းဘေးဆေးဦးကြီးနဲ့မျက်နှာချင်းဆိုင်အဲ့ဒီမှာညာလုံးမောက်ဖွင့်တဲ့ထမင်းကျော်ဆိုင်တွေရှိတယ်အဲ့နာကဟိုတယ်တစ်ခုရှိတယ်တန်စီနဲ့နောက်ကျော်ကတ်တချို့တွေသိမှာပါလမ်းမတော်မှာနေတဲ့လူတွေတော်တော်များများသိတယ် စကူလန်လမ်းနဲ့ဆယ်လတာတကြောမှာတော့ကြားဖြန့်တရုတ်တွေအုံနေချင်းနေရှိတယ်လို့ညမာပြည်ရဲ့လောင်းကစားအလုံးရဲ့ဒိုင်ချုပ် stock gain အလုံးရဲ့ဒိုင်ချုပ်တွေဟာလမ်းမတော်လတာတခွင်မှာအများဆုံးခိုအောင်နေတယ်လို့ဒီနေ့မင်္ဂလာရုံစစ်တပ်ဝင်းရဲ့အနီးမှာခေပင်လမ်းမဖစစ်တပ်ဝင်းနဲ့အနီးဝင်းချင်းမှာလဲကြားဖြန့်ဂိုင်းကြီးတခုအခြေချပြီးငွေလိမ်နာတွေလုပ်နေတယ် ခေမင်းလန်းကွက်တခြင်းကုန်းလမ်းဆောင်ကြားမှာရှိတဲ့မင်္ဂလာတုံးပန်းချံဘေးကဝင်သွားရတဲ့အင်ဂျာဝင်းအဲ့ဒီထဲမှာမွေးလင်းလေယုံနေမကဘူးနေခံတွေကိုမလုံးပေးစီယုံပြီးရက်ကွက်တွေကလူတွေကိုငွေလင်းရှာခိုင်းတဲ့နီလန်းတွေအသုံးပြုတယ်လူတော်တော်များများမွေးထားတယ်ကြားဖြတ်နေပတ်သက်ပြီးပအဝင်လောက်ကင်နေသူတွေကိုလွယ်လွယ်ကူကူနဲ့ပတ်စံထုတ်ချီးပြီးတယ် ဖုန်းတွေကအချက်လက်တွေကိုဖြည့်ပေးုံနဲ့ငွေထုတ်ပေးတယ်လို့စွဲဆောင်ပြီး application တစ်ခုကိုကူးထည့်ပြီးတဲ့နောက်ပိုင်းမှာတော့ငွေလိမ်ခံရတဲ့သူဖြစ်သွားတယ်။စီယုံရေးစီယုံပေးတဲ့လူတဦးကို6သိန်းလောက်ပေးတာပြီးအတိုးပေါ်အတိုးဆင့်ပြီးသိန်း100လောက်6သိန်းချင်းသိန်း100လောက်ပြန်ဆက်ရမယ်ဆိုပြီးတောင်းဆိုမှုတွေလည်းရှိတယ် ဲ့တော့ရန်ကုန်မြို့ပေါ်မှာတင်အိမ်ထိလာပြီးချင်းချောက်ပြီး ကြားဖြန့်ကလူမိုက်တွေဟာအစင်မပြေလို့ငွေချေးသူတွေစီကအစမတန်အတုံးတုံးနေနဲ့အနိုင်ချင်းချင်းချောက်နေတာတွေ့ရပါတယ်အဲ့တော့ဒီကိစ္စကိုဘယ်လိုသိတာလဲလို့မေးရင် ီကြားပြန့်နဲ့ပတ်သက်ပြီးငွေပေးဖို့ရှိရလူတယောက်ကစာချုပ်မှာလက်မှတ်ထိုးပေးဖို့ဆိုပြီးမင်္ဂလာလုံးပန်းချံပေးတဲ့ကလမ်းကိုဝင်သွားခဲ့တယ်။အဲ့ဒီအဆောက်အဦတွေကိုရောက်သွားခဲ့တယ်။ကာကန်ရှင်ရဲ့လိပ်စာနဲ့နာမည်တွေကိုတော့မပြောတော့ဘူး။မင်္ဂလာလုံးပန်းချံလမ်းပေးကဝင် Dragon Golf City Horsen Complete နဲ့တကုံကောက်ကွင်းလို့ရှိတယ်။ Dragon Golf City Horsen Complete ရဲ့ခြေဝင်းနဲ့မြင်းနေရာပေါ်မှာစောက်ထားတဲ့အဆောက်အဦတွေထဲမှာရှိတယ်။ ဲ့ဒီထဲမှာကွန်ပျူတာကိုစီနဲ့လူယာနဲ့ကြီအလုံးလုံးနေတယ်ကြားဖြန့်လုပ်ငန်းကိုမင်္ဂလာရုံဂျမ်းမဖတ်စစ်တဲ့ရဝင်းနဲ့အနီးကပ်မှာပဲလုံနေတယ်လို့မင်္ဂလာရုံစစ်တကကောင်တွေကအကာအကွယ်ပေးထားတယ်လို့သိရတယ်အဲ့ဒီပတ်ပတ်လည်မှာစစ်တပ်ဝင်းနေကြီးပဲရှိတယ်အမတ်တေစတားစုတောင်းရတဲ့646တက်၄တက်ဝန်နှလိုင်းကစစ်စေးတက်ကတူတို့နဲ့အနီးကပ်ဆုံးမှာရှိတယ် တရုတ်နိုင်ငံသားတွေအများပြားရှိပြီးရန်ကုန်မြို့တမြို့လုံးမှာတော့မင်္ဂလာတော်စစ်တပ်ဝင်းကြီးကကြားဖြန့်လမ်းမတော်လတာတခွင်ကငွေလိန်လယ်လောင်းကစားတိုင်ချုပ်တွေနေရာခလိုင်တရာကအဖာမိုင်စီးတီးဆိုတဲ့နေရာတွေကိုရန်ကုန်စစ်တိုင်းမှုနဲ့မင်းအောင်လိုက်ဖမ်းရဲလားမဖမ်းရဲလားမဖမ်းရဲရင်စောချစ်သူအလှဲ့လာမလားပယ်ဆောက်ချိန်ပြီးရင်မင်းအောင်လိုက်ဖြစ်မလား အရင်စိတ်ဝင်စားစရာကောင်းလာတဲ့အခြေအနေတခုကိုတော့ကျွန်တော်တို့တွေ့နေရပါတယ်အဲ့တော့ဒီကနေ့မှာစတေမာ29ရက်နေ့မှာပယ်ဆောက်ချိန်နဲ့မြေလျှောက်ချမ်းမိသားစုဝင်များကိုတိတ်တန်ချမှတ်လိုက်ပါတယ်အဲ့တော့တိတ်တန်ချမှတ်တဲ့နေရာမှာဆိုင်းငယ်တိတ်တန်5ဦး2ဦးဟို5ဦးပါဝင်ပါတယ်ပေါ့ဗျာနော် အဲ့တော့နာမည်တွေကိုတော့ကျွန်တော်စနစ်တကျရုပ်ပြမနေတော့ဘူးဒီကောင်ကြီးကစံကုန်မြည်လေးတွေဗမာပြည်တည်းတကွနိုင်ငံတဝန်းကဘာတဝန်းကလူတွေစီကငွေလိန်ထားတဲ့ရာဇဝမှုကျွလွန်နေတဲ့လူတွေဖြစ်တဲ့အပြင်သူတို့ကြောင့်ဘဝပြတ်သွားတဲ့မိသားစုပေါင်းတိမ့်နေချင်ရှိပါတယ်ဒီလိုကောင်မျိုးဟာဒီလိုကောင်မျိုးတွေဟာလူပြည်မှာမရှိတာကမရှိတာကပို့ပြီးကောင်းပါတယ်သူ့လိုမျိုးပဲစောချစ်သူလို လူမျိုးနဲ့မင်းအွန်လိုင်းလိုလူမျိုးဟာလည်း လူပြည်မှာမရှိတာပိုကောင်းပါတယ်မြန်မာနိုင်ငံအပါအဝင်တစ်ကပါလုံးကလူတွေရဲ့မိသားစုဘဝပြတ်ခဲ့ရတဲ့ကောင်းကြီးဖြစ်ပါတယ်သူတို့ကြောင့်ဘဝပြတ်ခဲ့တဲ့ကောင်းကြီးဖြစ်ပါတယ်အဲ့တော့ကိုကန်စစ်ကောင်းဆောင်ပယ်ဆောက်ချိန်ပယ်ရင်ဆန်းပယ်ဆောက်ချိန်တားဖို့ဗျာဝေဆန်းနေကြတော့တရင်1006ဥက္ကဋ္ဌလျိုအားပေါက်လျိုလျိုကြံ့ချင်းဖူလီထိုက်အုပ်စုတထေးရှီကြံ့မောက် အရေးကြီးခေါင်းဆောင်၁၀ဦးကိုနေပြီးတော့လေစိတ်ကနေတရုတ်ကိုလွှဲပေးခဲ့တာမင်းအောင်လိုက်ဖြစ်ပါတယ်ပြောချင်တာကပယ်ဆောက်ချိန်တို့အုပ်စုကိုမင်းအောင်လိုက်ကထိုးကြွေးလိုက်တာပါဒီလိုပဲဒီတခါထိုးကြွေးခံရမဲ့သူကစောချစ်သူလေပဲလားစောချစ်သူဟာသူထိုးကြွေးခံရမှာကိုတိလို့ပဲလားမသိဘူးကေကေပတ်ကြီးကိုဖြိုချပြနေပါတယ် ဆိုတော့မြန်မာနိုင်ငံကြီးအဆက်ဆက်နဲ့ကြားဖြန့်ဟာဒွေရောရက်တင်ရှိလာပါတယ်။ရှမ်းမြောက်ဆစ်စင်ကြီးတခုလုံးကလည်းကြားဖြန့်ခေါင်းစဉ်အောက်မှာစတင်တိုက်ပွဲဝင်ပြီးဘတ်စစ်တော်လန်ကြီးနိုင်ငံလုံးဆိုင်ရာတော်လန်ကြီးတိုက်ပွဲအသွင်ဆောင်တဲ့အချိန်မှာတရုတ်ကကတ်တောက်လုပ်ပြီးစစ်ကိုရက်ခမ်းလိုက်တာဖြစ်ပါတယ်။ဒီအခြေအနေတွေကိုကြည်ချင်းအားဖြင့်ကြားဖြန့်အရေးဟာကမ္ဘာထိပ်သီးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်တရုတ် ်အင်္ဂလန်အစရှိတဲ့နိုင်ငံတွေအပါအဝင်အရှေ့တောင်အာရှဒေသရင်းကမြန်မာထိုင်းကမ္ဘောဒီးယားလာအိုတွေနဲ့ဆက်ဆက်နေတဲ့ကြီးမားကျယ်ပြန့်တဲ့ကမ္ဘာလုံးဆိုင်ရာငွေလိမ်ကွန်ရက်ကြီးတစ်ခုအဖြစ်တကယ်ပဲတိတိကျကျဖော်ထုတ်ရှင်းလင်းသုံးသင်နိုင်မလားမြန်မာနိုင်ငံမှာဆိုရင်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုယ်တိုင်နဲ့ဗိုလ်ချုပ်တစုပါဝင်ပတ်သက်နေတဲ့ကြားဖြတ လက်နက်ကင်တက်တွေအများပြားအကျိုးစီးပွားနဲ့ပါဝင်ပတ်သက်နေတဲ့ဥမာ BGF စောရှစ်စောချစ်သူလူမျိုးတို့ပါဝင်ပတ်သက်နေတဲ့ကြားဖြန့်နေကြားဆောင်တက်ဘုံမှုအဖြစ်ပါဝင်ခဲ့တဲ့မီလျှောက်ချမ်းလူកောင်မျိုးပါဝင်နေတဲ့မြန်မာစစ်တပ်ရဲ့ဘုံမှုကြီးစံခိုင်ရင်လွတ်တော်အမတ်ဖြစ်ခဲ့တဲ့ပယ်ဆောက်ချင်းဒီလိုလူမျိုးတွေပါဝင်နေတဲ့ကြားဖြန့်နိုင်ငံတော်တော်မြန်မာမှာလည်းနိုင်ငံခေါင်းဆောင်တွေပါဝင်တချို့စစ်ဘုံချုပ်တွေရဲတပ်ဖွဲ့ဝင်တွေပါပါဝင်နေတဲ့ကြားဖြန့် ချားဖြန့်လို့ခေါ်တဲ့ online ငွေကြေးငွေလိမ်လုပ်ငန်းကြီးကိုကမ္ဘာအရေးကြီး mission အဖြစ်နဲ့တော့ဆောင်ရွက်နေကြပေမဲ့တကယ်လက်တွေ့မှာတကယ်ဆောင်ရွက်သူတွေကိုထိထိရရအရေးယူနိုင်မှုကတော့မပြည့်စုံသေးဘူးမလုံလောက်သေးတဲ့အခြေအနေတွေ့ရပါတယ်အဲ့တော့ဒီလိုကြားဖြန့်နေလောင်းကစားတွေမူရီဆွေးတွေအားလုံးဟာနိုင်ငံတွင်းကအရေးပါတဲ့ စစ်တပ်ရဲတို့ထိပ်ပိုင်းကောင်းဆောင်တွေမပိုင်းလုံးဝလုံးလို့မရသလိုလက်နက်ကင်တပ်ဖွဲ့တွေမပိုင်းလည်းလုံးဝလုံးလို့မရတဲ့အခြေအနေမှာဒီကြားပြန့်နဲ့ပတ်သက်ပြီးသူတို့ကစီးပွားရှာတဲ့လက်နက်ကင်တပ်ဖွဲ့တွေကအကျိုးမြတ်ထုတ်တယ်ဂျားတွေကပြည်သူလူထုကတော့ငထွားခန်းနာမိအင်း15ခါလောက်နာနေရတဲ့အခြေအနေပါပြည်သူလူထုဆိုတော့မြန်မာပြည်သူလူထုတစ်ခုတည်းမဟုတ်ပါဘူးထိုင်းနိုင်ငံကထိုင်းပြည်သူလူထု ်လာအိုနိုင်ငံကလာအိုပြည်သူလူလူကမောရီးယားကကမောရီးယားပြည်သူလူလူတရုတ်ပြည်ကတရုတ်ပြည်သူလူလူတွေအမေရိကန်ကအမေရိကန်ပြည်သူလူလူတွေကပလူအဖွဲ့စည်းတစ်ခုလုံးကိုဒုက္ခပေးတဲ့ကြားဖြန့်နှိမ်နေဟာတကယ်ပဲအမေရိကန်တရုတ်တို့ကထိတိရရနှိမ်နေနိုင်မလားဒါမှမဟုတ်အကျိုးစီးပွားအပေးအယူတွေနဲ့ပဲတစ်စက္ကန့်တိမ်သွားမလား ီနေ့တော့ကြားပြန့်ရဲ့အဓိကခေါင်းဆောင်ကြီးတွေဖြစ်တဲ့ဖူလီထိုက်ကုမ္ပဏီတို့ပယ်ဆောက်ချိန်တို့ကိုတော့တရုတ်ကတေရန်ချက်မလိုက်တဲ့အပေါ်မှာသူတို့ရဲ့ထွက်ဆိုချက်တွေအလုံးဟာစစ်ကောင်းဆောင်မင်းအွန်လိုင်းတစုနဲ့ဗိုလ်ချုပ်ကြန့်ခံရေးအပါဝင်မြန်မာစစ်တပ်အာဏာပိုင်တွေရဲ့အမြောက်အများပါဝင်ပတ်သက်မှုတွေကိုတရုတ်ကအချက်အလက်နဲ့ရရှိထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတရုတ်ဟာဆက်လက်အမိုက်ခံပြီး ဒူးစရိုက်ကောင်းဆောင်ဝယံပြီးမင်းအောင်လိုင်းလိုလူမျိုးကိုစပီးရွေးချယ်မလားအချားရွေးချယ်စရာသူနဲ့အတူခင်လိုကောင်းမျိုးကိုဆွဲထုတ်ပြီးစင်တင်မလားတရုတ်ရဲ့ကစားကွက်မှာစစ်တပ်တွင်အာနာလွန်ဆွဲပွဲဖြစ်မလားတပတ်တော်လိုင်းအင်အားစုတွေဘက်မှာလဲမဟုတ်မိုးမေကာဝေးလုပ်ငန်းစဉ်တွေတော့က အညာဝန်ပေါင်းစစ်ကြောင်းထိုးမှုတွေနဲ့2025ရဲ့ဒီဇင်ဘာနိုဝင်ဘာအောက်တိုဘာလတွေဟာတော့ကဘာကြီးနေတကွာအာရှတခွင်မြမနိုင်ငံကြီးတော်လှန်ရေးအခင်းချင်းအားလုံးဟာအင်မတန်ကိုပြောင်းလဲမှုကြီးကြီးမားမားတွေနဲ့အခင်းချင်းတွေတခုအာချင်တာတခုကို၍လျားနေတာဘူး ်တွေ့ရပါတယ်။ဒါကြောင့်မို့တော်လိုင်းအင်အားစုတွေမြမတိုက်ခန့်အင်အားစုတွေမြမတော်လိုင်းရေးဥဆောင်ပုဂ္ဂိုလ်တွေကကဘာကြီးကရွှေ့ပြောင်းလာတဲ့အာဂျင်တာတင်နောက်မှာ ideology အသစ်တွေနဲ့တော်လိုင်းရေးအောင်ပွဲစီကိုတွားပြီးအမျှော်မြင်ရှိရှိနဲ့နိုင်ငံတစ်ကိုတည်ဆောက်ဖို့ကြိုတင်စဉ်းစားတွေးတော၍လောက်ကင်ကြပါလို့ပြောရင်ယေရှုတင်ပါတယ်